ုကိုခေါ်ယူခြင်းဒီတစ်ချက်တော့လုပ်ပေးလို့ United ကို message ပေးပို့လိုက်တဲ့ဂျိုကာရက်ပရိသတ်များအားဖြင့်မိန်တော်များရှေးဟိုအိုင်မတ်ခွန်ရှင်ကို online အချိန်ကနေပြန်လည်ကြိုလိုက်ပါရင် United ဟာတိုင်းစစ်ပိုင်းကိုအလုံးစုံပြောင်းလဲဖို့ရာလှုပ်ဆောင်နေတဲ့အသင်းဖြစ်ပါရင်တိုင်းစစ်တော်တန်းစလုံးကိုကစားမသစ်တွေနဲ့အင်အားဖြည့်တင်းသွားပါပါလက်ရှိမှာ United ဟာတောင်မန်နီယာရဲ့အတွက်မာတီးယက်ကွန်ညာနဲ့ Brian Ambumo တို့ကိုခေါ်နိုင်ခဲ့ပြီလို့ဆိုရမှာဖြစ်ပါရင်ကွန်ညာကိုကစားမသစ်အဖြစ်ကြီးညာထားပေးပြီဖြစ်ပြီး Ambumo နဲ့တော့ Brandfo နဲ့ပြောင်းရွှေ့ခြင်းညှိနှိုင်းလည်းရှိနေတာပါ ဒါပြင်တဲ့ရီတို့ဟာအထောက်တိုင်းစင်ပေါ်နေရာအတွက်ဖေဒါဂျိုကာရက်ကိုခေါ်ယူဖို့ရာစ조사လျက်တော့ရှိနေပါတယ်။လက်ရှိမှာဂျိုကာရက်နဲ့စပေါ်ရက်နဲ့စပေါ်တို့ကြောင့်တင်းမာမှုတွေဖြစ်ပွားလျက်ရှိနေတာပါ။ဂျိုကာရက်ကစပေါ်ရက်နဲ့စပေါ်အသင်းကအနေနဲ့ပြောပြီးသာသွားတူညီချက်တခုကိုအလေးမထားသဖြင့်မြန်တော်သားထွက်နေတာဖြစ်ပါတယ်။စပေါ်ရက်အသင်းဟာဂျိုကာရက်အသင်းပြောင်းမယ်ဆိုရင်ပြောင်းရွှေ့ခြင်းရိုးတန်း60အပေါ်စုခြင်းရိုး70တန်းနဲ့ရောင်းချပေးမယ်လို့နှုတ်အားဖြင့်သဘောတူညီထားတာပါ။ဒါပေမဲ့လက်တွေ့မှာတော့စပေါ်ရက်နဲ့စပေါ်ဥက္ကဋ္ဌ Frantisico Barandas က ပြောင်းရွှေ့ခြင်းကိုရိုတန်း80တောင်းဆိုနေလည်းရှိနေလို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဂျိုကာရက်ကသူ့ရဲ့ Instagram မှာ Sporting Lisbon နဲ့ပတ်သက်တာတင်သမျှအရာအားလုံးကိုဖျက်ပြစ်လိုက်ပြီးပဲဖြစ်ပါတယ်။ Sporting Lisbon ဥက္ကဋ္ဌ Francisco Verdes ကဂျိုကာရက်နဲ့ပတ်သက်ပြီးတော့အခုလိုပဲပြောပါတယ်။ဂျိုကာရက်ကကျွန်တော်တို့ရိုတန်း40 60 80ဘယ်လောက်နဲ့ရောင်းမလဲဆိုတာမသိရသေးပါဘူး။တရားရာကတော့ Sporting အနေနဲ့ရိုတန်းတရားတော့တောင်းမှာမဟုတ်ဘူးဆိုတာပါပဲ။ကျွန်တော်အနေနဲ့ agent နဲ့ရောကစားမားတွေမှာအခုထက်ထိစကားမပြောရသေးပါဘူး။အခုမီဒီယာကနေတစ်ဆင့်ပြောင်းရွှေ့ခြင်းကိစ္စပြဿနာတက်နေတယ်ဆိုတာသိရတာပါ။ Sporting အသင်းကစဉ်းစားတွေးတောနိုင်စွမ်းရှိတယ်လို့ခတိလိုက်တည်တဲ့အချိန်မှာဂျိုကာရ ဟာမနေ့က63ကိုသွင်း10ကိုဖန်တီးပေးထားတယ်ဒီကွာသူကပေါ်တူဂီမီမှာကစားဖို့နဲ့အကောင်းဆုံးနေတဲ့ကတူးဆိုတာအသေးချပါပဲကျွန်တော်တို့ကချင်းချောက်တာတွေပါတွေလာလို့မရတော့ဘူးကျွန်တော်တို့အနေနဲ့သူ့ကိုရိုတန်း60အပိုသူကြီး10တန်းလောက်နဲ့လည်းလက်လွတ်သွားမှာမဟုတ်ပါဘူးလက်ရှိချိန်ထိလည်းဂျိုကာရဲ့အတွက်ဘာကန်လန်မှုမှလက်ခံရရှိထားခြင်းမရှိသေးပါဘူးလို့ပြောဆိုသွားခဲ့ပါတယ် တဘောကတော့စပေါ်တင်အနေနဲ့ဂျိုကာရက်နဲ့နှုတ်အားဖြင့်လူကြီးလူကောင်ဆန်ဆန်သဘောတူထားတဲ့ရောတန်း60နဲ့ပိုစုကြီးရရင်လက်လွတ်ပေးမယ်ဆိုတဲ့ကိစ္စကိုပေါ်ပေါ်ချင်းချင်းချိုးဖောက်လိုက်တာမျိုးပဲဖြစ်ပါတယ်။ professional လောကမှာစာချုပ်ကရေးကြည့်ပြီးနှုတ်ကလေးတွေကလေထဲမှာပေးပြီးဘလေးဘောပျောက်သွားတက်တာမျိုးဖြစ်ပါတယ်။တရားကတော့ဂျိုကာရက်နဲ့စပေါ်တင်ကြားကဆက်ဆံရေးကတော့ပြိုကွဲသွားပါပြီ။အခုနေ့ဂျိုကာရက်ကိုစပေါ်တင်လိုချင်တဲ့ဇင်းနဲ့ကမ်းလှမ်းရင်ချက်ချင်းအပြောင်းရွှေ့ကဖြစ်ပါပါ။ဒါပေမဲ့ကစားမနဲ့အတင်းကြားဆက်ဆံရေးပြိုကွင်းနေရင်တော့ကြိုက်စေးတောင်းမရတာကတော့ထုံးစံပါပဲ။ဘာလို့လဲဆိုတော့စပေါ်တင်ကဂျိုကာရက်ကိုရောင်းကိုရောင်းချရတာမျိုးဖြစ်ပါတယ်။ဒါကြောင့်အခုချက်ချင်းဝယ်မဲ့အစားအပြောင်းရွှေ့ပိတ်ခန့်ဒီမှာဝယ်ရင်ဈေးပြန်ကျနိုင်ပါတယ်။ဒါပေမဲ့သူ့ကိုခေါ်ယူ ီဘူအာဆင်နယ်ဆော်ရီဘရိုလီအစားရှိတဲ့တခြားသောသတင်းတွေကလည်းစိတ်ဝင်စားနေတာကြောင့်လက်ဦးမှုယူနိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်ဂျိုကာရက်ကတော့သူ့ကိုခေါ်ယူခြင်းနဲ့အသင်းအနေနဲ့ဆောင်ဆိုင်ပေးဖို့နဲ့အားလည်းအပြီမှာဘယ်အသင်းကိုပြောင်းမယ်ဆိုတာကိုတိုင်ဆုံးဖြတ်သွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်ဂျိုကာရက်အနေနဲ့အာဆင်နယ်အသင်းကသာမခေါ်ရင် United C ကိုပြောင်းရွှေ့လာဖို့ရများပါတယ်သူ့ရဲ့ဆရာရင်အမ်မိုရင်ရှိနေခြင်းဟာသူ့ကိုပြောင်းရွှေ့လာဖို့ဆွဲဆောင်နေမှာပဲဖြစ်ပါတယ်ပါမယ်ဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောနေတဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ